တင်တိပါတလားမြန်မာနိုင်ငံရဲ့အလံကလကဘာပေါ်ရောက်ဘူးတဲ့ဆိုတာတစ်ချိန်တည်းတော့မဟုတ်ပါဘူးဗျနှစ်ချိန်တောင်ရောက်ဘူးတာဖြစ်ပါတယ်1987မှာအမေရိကန်နိုင်ငံကအပိုလို15ခေါင်းစဉ်နဲ့လကဘာပေါ်ပြန်သွားခဲ့ပါတယ်ဒါကတော့သူတို့လကဘာပေါ်ကို၄ချိန်မြောက်ရောက်တာဖြစ်ပါတယ်ဒီအပိုလို15ရဲ့ထူးခြားချက်ကတော့သူတို့ဒီလပေါ်မှာစီးလို့ရတဲ့ကားလေးတွေစပြီးအသုံးပြုတာပေါ့နော်နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံအလံပါဝင်တခြားနိုင်ငံတွေရဲ့အလံတွေကိုလည်းယူသွားပေးတာဖြစ်ပါတယ်ဒီလိုလကဘာပေါ်ရောက်သွားတဲ့အလံကတော့ဒီပုံ င်းမှာပါတယ်မြန်မာနိုင်ငံအလံဖြစ်ပါတယ်ဒီအောက်လေးမှာဒီအာကာသယင်မှုရဲ့လက်မှတ်တွေပါတယ်ဗောနော်တချို့တွေပြောကြတော့ဒီအလံကကုလသမဂအထွေထွေအတွင်းမှုချုပ်အောင်ဖြစ်တဲ့ဥတန့်အတွက်ယူသွားပေးတာဗောနော်ဂုံပြုတ်ပြီးယူသွားပေးရလို့ပြောကြတယ်နောက်ပြီးတော့ဒီအလံကကျွန်တော်ရှာကြည့်ရသလောက်ကသူတို့လေလံဆွဲပြီးတော့ပျောက်သွားတယ်ဗောနော်သူတို့ရဲ့ website လည်းကျွန်တော်အခုရှာကြည့်တာမရှိတော့ဘူးဗျနောက်ထပ်အလံတစ်ခုကတော့အပိုလို18မှာပါသွားတဲ့မြန်မာနိုင်ငံအလံပဲဖြစ်ပါတယ် 1992ခုနှစ်မှာရောက်ခဲ့တဲ့အပိုလို18ကနောက်ဆုံးအနေနဲ့လူသားတွေလက်ကပါပေါ်မှာခြေချခဲ့တဲ့အချိန်လေးဖြစ်ပါတယ်။ American သမ္မတ Nixon ကမြန်မာပြည်သူတွေအတွက်ဒီအလံကြီးကိုလက်ဆောင်ပေးခဲ့တယ်ပေါ့နော်။အခုတော့အဲ့ဒုတိယအလံကတော့ဘာမှရှိတယ်ကျွန်တော်လည်းမသိဘူးဗျ။ပြည်သက်ကြီးတို့သိလို့ရှိရင် comment မှာရေးခဲ့ပါ